ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ပြောပြပါမယ်ပုံပြင်လေးရဲ့နာမည်ကနားထောင်လို့တော့စိုးတယ်ဒါပေမဲ့ပညာပီးလေးကောင်းလို့ပါခွေးကျင်ခွေးကျင်မကြံနဲ့ခဏလို့ကျွန်တော်တို့ပြောနေစုံနေကြတဲ့စကားပြီးလူတိုင်းရံဖြစ်ပြီးလားတယောက်နဲ့တယောက်မချိနေဘူးဆိုရင်ပြောနေပြောကြတယ်နားထဲမှာဒီစကားရှိပြီးသားပါ ွေးချင်းခွေးကြံမကြံနဲ့အရင်တုန်းကဘရင်တပါးဟာတိုင်းကန်းလှဲ့အဲ့လိုတိုင်းကန်းလှဲ့တဲ့အချိန်မှာတော်တယ်မှာသိုးအုပ်ကြီးတအုပ်ကိုတွေ့ပရိသတ်တို့သိုးတွေကိုအသေးချာကြည့်ဘယ်တော့မှတကောင်တည်းမနေအုပ်စုဖွဲ့ပြီးနေကြတယ် တကောင်နဲ့အဖော်ကွဲနေရင်အဖော်တွေရှိတဲ့နေရာကိုသွားတယ်။စားနေရာရှိတာကိုသူသူမျှဝေစားကြတယ်ရံမဖြစ်ဘူး။အဲ့ဒါကိုကြည့်ပြီးဘယင်က စိတ်ချမ်းသာတယ်။အော်စီလုံးလိုက်တာညီညွတ်လိုက်ကြတယ်ရံလည်းမဖြစ်ကြဘူး။တခုရှိရင်တစ်ဖက်စီစားကြတယ်။သူတို့ဘဝလေးကြည့်ရတာစိတ်ချမ်းသာလိုက်တာ။တို့တွေကိုအဲ့လိုချင်းမွေးစကားဆိုပြီးရှေ့ဆက်သွားတယ် ွာတရွာကိုရောက်တော့မီတို့ခွေးတွေကိုတွေ့ခွေးတွေဟာတကောင်နဲ့မနေတကောင်နဲ့ပဲနေတယ်အုပ်စုဖွဲ့ပြီးမနေဘူးနှစ်ကောင်ပေါင်းပြီးရင်ကြိုက်ခွေးတွေကအတကြီးအဲ့တော့ဘယင်ကစဉ်းစားတယ်ဟာတလိမ့်ဆန်ကြီးအတူတူခွေးတွေကဘာလို့တကောင်နဲ့ခွဲနေတာလဲတို့တွေလို့အုပ်စုဖွဲ့ပြီးမနေကြဘူးလားဒါဖြစ်လို့လေ ်ပညာကြီးရဲ့မကြီးလာအောင်အဲ့ဒီခွေးတွေကိုသူတို့အုပ်စုဖွဲ့ပြီးထားလို့မရဘူးလားဒိုးတွေကသူတို့အုပ်စုဖွဲ့ပြီးနေကြတာအဲ့ဒါဘာဖြစ်လို့လဲမလာပါ အရှင်မင်းကြီးဒီအဖြေကိုပေးဖို့အတွက်ကျွန်တော်မျိုးကိုတရက်အချိန်ပေးပါဘယင်စီမှာပညာရှိအမတ်ကြီးကတရက်ခွန်တောင်းဤကွာဒါဆိုမင်းကတရက်အချိန်ပေးမယ် တို့တွေကအုပ်စုဖွဲ့နေပြီးခွေးတွေကတကောင်နဲ့နေရတဲ့အကြောင်းကိုမဏ္ဍပန်ကောက်ကိုပြောပြသူပြီးဘယင်းနန်းတော်ကိုပြန်သွားတယ်ပညာရှိအမတ်ကြီးကအမေတို့မလုပ်တည်းအရင်ဆုံးအခန်းကြီးနှခန်းဖွဲ့လိုက်ဖွဲ့ပြီးတော့ဒီဘက်ကအခန်းထဲမှာအမဲသားတွေကို အချင်းတရာထက်ခွေးအကောင်တရာကိုမောင်းပြီးအဲ့ဒီအခန်းထဲမှာတကားပိတ်လိုက်နောက်အခန်းတစ်ခန်းထဲမှာ ကောက်ရိုးတွေမျက်ထုံးတွေကိုထက်ပြီးရင်အဲ့ဒီအခန်းကိုသူ့အကောင်တရားကို မောင်းထည့်ပြီးတကားပိတ်လိုက်အဲ့ဒီအတိုင်းတညာသိထားတယ်မနမိုးလင်းနဲ့ချင်းကြတော့အရှင်မင်းကြီးကြွပါတို့တွေကအုပ်စုဖွဲ့နေပြီးခွေးတွေကတကောင်နဲ့နေရတဲ့အကြောင်းရင်းကိုသိအောင်ကျွန်တော်နောက်ကိုလိုက်ခဲ့ပါဆိုပြီးဘယင်းကိုခေါ်သွားတယ်အခန်းနေရှိလေရောက်ရောက်ရှင်မင်းကြီး ဒီအခန်းထဲမှာအမဲသားအချီတရားနဲ့ခွေးအကောင်တရားကိုထည့်ထားတယ်ဒီအခန်းကိုတကားဖွင့်ကြည့်လိုက်ပါဖေဟာအဲ့တော့ဘယင်ကအမဲသားတွေနဲ့ခွေးတွေထည့်ထားတဲ့အခန်းကိုတကားဖွင့်ကြည့်လိုက်ပရိသတ်တို့အမဲသားတွေကတတုံးမှယော့မသွားပဲခွေးအကောင်တရားဟာအကုန်သေးကုန်ဘာဖြစ်လို့လဲခွေးတွေကအတ္တကြီးတယ် ဒီရသားငါသားမှာဒီနာကိုဘယ်သူမှမကတ်နဲ့တကောင်ကစားမဲ့ကြမ်းလိုက်ကြမ်းတဲ့ခွေးရကိုက်နောက်တော့ကောင်ကစားမဲ့ကြမ်းလိုက်ကြမ်းတဲ့ခွေးရကိုက်တကောင်နဲ့တကောင်ကိုက်နေတာနဲ့တင်အသားမစားလိုက်ရပဲအကုန်သေးကုန်နေအမေတို့လူလောကမှာလူတွေလည်းရှိတယ်နော်တို့စပယ်ပင်နေမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတယ် ကိုကိုတိုင်းလည်းမဆောင်သူများဒုက္ခရောက်လို့လည်းမကူညီဘူးချမ်းသာလိုက်တာကတော့တိုက်နဲ့ကားနဲ့ရွှေနဲ့ငွေနဲ့ဒိတ်ဒိတ်ကျဲဘသူမှလည်းမပြီးဘသူမှလည်းမကြည့်ဘယ်သူဒုက္ခရောက်နေလို့မှလည်းကူညီရခေါင်းမမသိသူများလှူနေလို့ငါလည်းလှူမယ်ဆိုတဲ့စိတ်ကူးလည်းမရှိသမင်းစားအိတ်လိုက်စားလိုက်ပါမကုံလိုက်စားအချိန်တိုင်းတည်သွားတဲ့တလေးဆန်တဲ့မချားလူတွေရှိတယ် ဒါကြောင့်မေတို့ခွေးကျင်ခွေးကျင်မကြံသေးတဲ့လူဘဝမှာနေရင်လူပြေးရာကျိုးနတ်အောင်လူတွေချစ်အောင်ခင်ဗျားတို့ကျွန်တော်တို့လူတွေနဲ့အတူတူနူးညံ့တဲ့နှလုံးသားမွေးရမယ်ဒီလူဒုက္ခရောက်နေတယ်ဆိုရင်ကူညီရမှာပေါ့ဒီလူငတ်နေတယ်ဆိုရင်ရှိတဲ့လူကပေးရမှာပေါ့ဒါပေမဲ့ရက်ဆက်လိုက်တာဘယ်သူမှလည်းမပေးဘယ်သူမှလည်းမကြွေးအချိန်တိုင်းအဲ့ဒီလူတွေတေတာသွားတာပ စီးစိမ်လေးကဒီအတိုင်းကြံနေခဲ့တယ်ခွေးလေးလည်းတကောင်နဲ့တကောင်ကြိုက်တာနေတာအသာမစားလက်လူလောကမှာလူတွေကလည်းမပြီးရဲ့မကြွေးရဲ့မလူရဲ့မတန်းရဲ့သူတို့တည်သွားတော့စီးစိမ်လေးကဒီတိုင်းကြီးကြံနေခဲ့တာအလကားပဲဒါကြောင့်မို့နူးညံ့တဲ့နှလုံးသားကိုမွေးပြီးတော့လူပါတမ်းပါတာဝနာပြုကြပါရှင်မင်းကြီးတဲ့ဟိုဘက်ကခန်းထဲမှာသူ့အကောင်တရာတဲ့မျက်ထုံးနေ ကောက်ရိုးတွေထည့်ထားတယ်။အရှင်မင်းကြီးအဲ့ဒီခန်းကိုဖွင့်ကြည့်လိုက်ပါ။မယင်ကအဲ့ဒီခန်းကိုတကားဖွင့်ပြီးကြည့်လိုက်တော့အမေတို့တိုးတွေဟာမြတ်ထုံးတွေကောက်ရိုးတွေကိုတူတူမြောက်ပြီးစားတော့ပြီးဖိုက်ပြီးပြီးအစ်ပြုံနေကြတယ်။သိချမ်းသာကြရပဲ။ရံမဖြစ်ကြဘူး။ဒါကြောင့်မလို့လောကမှာခင်ဗျားတို့ဒီလိုပိုင်ဆိုင်နေမြစည်းစိမ်ဥစ္စာရဟနာတွေဟာလူသားတိုင်းနဲ့ဆိုင်တယ် မိဘကမ်းပါလူပါတန်းပါဒါနပြုပါအချိန်တိုင်းရင်ခင်ဗျားတို့သေသွားရင်ဒါဒီကြံနေခဲ့မှာဇနီးလူတော်လူတကာအလှမပြီးကြည်ကုကြည်စိတ်ဒေါ်သေးတို့သားတွေသမီးတွေလူလိုက်တာမန္တကြီးကလည်းဟီးလို့ခင်ဗျားတို့နားထောင်မှုအတွက်ဆိုင်းနေမိန်းမီးတွေငှားပေးထားတယ်ဒါပေကိုလည်းခင်ဗျားတို့အပန်းပြေကြည်ပါသမင်းသုံးဆောင်ချင်ရင်သမင်းယုံကြည်ခန့်ခန့်ညာညာတိဆောက်ထားပါနဲ့သမင်းလဲစားကြပါ ဆင်းရဲတဲ့လူချမ်းသာတဲ့လူဤသူမဆိုဝင်ရောက်သုံးဆောင်နိုင်ပါတယ်မိတို့စိတ်မချမ်းသာဘူးစိတ်ချမ်းသာတယ်ဘေးကန်းလူတန်းနေတဲ့လူတိုင်းကိုလေအလုံးကချစ်ကြမပီးမကမ်းမဲနဲ့ပိတ်ချိကကစီနေနေတဲ့လူကိုလူတိုင်းမုန်းမေဒါကြောင့်ခင်ဗျားတို့လက်ကောက်တွေဝတ်ထားတဲ့လက်ထက် ပေးကန်းနေတဲ့လက်ဟာပို့ပြီးတော့လှလေဒါကြောင့်များများပေးနေအောင်များများလူနေအောင်ကြိုးစားခင်ဗျားတို့နားမှာဘလောက်ပဲနှထောင်းနေဝွေဝွေတရားမနာရင်အဲ့ဒီနာကန်းနေတာအကောင်းဆုံးပဲလက်မကောင်းရင်လက်ကောက်တွေဝတ်တဲ့လက်ထက်ပေးကန်းနေတဲ့လက်ဟာအရန်လှတယ်လို့တိုက်တွန်းရင်ယနေ့တရားလုံးတပြို့လုံးဦးကြည်စိန်ဒေါ်ထီးတို့ရဲ့လက်ကိုမမီဘူးသူတို့ဇနီးမောင်နှံရဲ့လက်ဟာဒီနေ့အလှဆုံးပါ သူတော်ကောင်းတွေလှုပ်တဲ့အလုတ်ကိုကျွန်တော်တို့မန္တလေးကိုဇော်မင်းဆိုင်တော်မင်္ဂလာကလေးလေးစားစားဂုံပြုတ်မှတ်တမ်းတင်၍အလူဤကျက်သည်ပြောစီမနေဆိုသည့်အတိုင်းပြောသချင်းလေးဖြင့်မှတ်တမ်းတင်ဂုံပြုတ်လိုက်ပါเจ้าသူတော်ကောင်းအပေါင်းတို့